အချက်နဲ့အောင်မြင်မှုကိုလည်းကတတိပြပြီးတော့လက်ထည့်ခဲ့ကြတဲ့မင်းသားလေးဦးပရိသတ်များအလုံးပဲမင်္ဂလာပါရှင်စန်ကြီးပါဘေးရှ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မင်းသားရဲ့အတွက်လက်ထက်ရတဲ့အရွယ်ဆိုတာတော်တော်လေးကိုအရေးကြီးပါတယ်။ထိတ်တဲမင်းသားရိဆိုရင် အောင်မြင်တဲ့အချိန်မှာလက်ထက်ဖို့က တော်တော်လေးကိုစဉ်းစားဖို့ခက်တာပါဒါပေမဲ့ဒီမင်းသားတွေကတော့အောင်မြင်မှုထက်တစ်ဖက်မိန်းကလေးအပေါ်မှာဂတိသက်စာတွေကိုသာတံပိုးထားတက်တည်ပြတာဖြစ်ပါတယ်နံပါတ်1ပိုင်စီရဲထုံပိုင်စီရဲထုံက VCD ခင်မှာအောင်မြင်ခဲ့တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်ကိုရီးယားမင်းသားလေးလိုချောမောတာကြောင့်ပြုံမီတိုင်းကကြိုက်ပြီးတော့အသေးခိုက်ခဲ့ရတာပါဒါအပြင်ဇက်ကားတွေခြိုက်ရဖို့အစပြုံးနေတဲ့အချိန်မှာပိုင်စီရဲထုံကအိမ်တော်ထပ်ပြီးတော့ပြုတ်ခဲ့တာဖြစ်ပါတယ်သူတိတ်ချရတဲ့ဇနီးဖြစ်သူနဲ့ဘလို့မှမခွဲနိုင်တော့ဘူးဆိုတာကြောင့်တခါရဲလက်ထပ်လိုက်တာဖြစ်ပါတယ် လက်ထက်တဲ့အချိန်မှာအသက်ငယ်သေးတယ်လို့တက်လမ်းများခဲ့တာမို့လက်ထက်တာမှားတယ်ဆိုပြီးတော့လည်းတချို့ကလည်းအဖြစ်တွေဝိုင်းပြီးတော့တင်စားပါတယ်ဒါပေမဲ့ပိုင်စီရထွန်းကတော့လက်ထက်ခဲ့ရလို့နောင်တရရတယ်လို့တခါမှမတွေးခဲ့ဘူးပါဘူးအခုလက်ရှိအချိန်အထိလည်းဇနီးဖြစ်သူကိုတဲတဲလို့ချက်နေတာမို့လူအများအောင်မှအားချနေရတာဖြစ်ပါတယ် နံပါတ်1ပြည်တီဦးပြည်တီဦးဟာအနုပညာလောကမှာဗီဒီယိုဇာတ်ကောင်ခေတ်ကိုရုပ်ရှင်ခင်မှာပါတဟုန်တို့အောင်မြင်နေချိန်မှာအချက်ကိုရွေးချယ်ခဲ့လို့အားလုံးကဝိုင်းပြီးတော့အပြည့်တင်ခဲ့ကြတာပါအောင်မြင်နေတဲ့ထိတ်တန့်မင်းသားဖြစ်တဲ့အချိန်မှာအင်ဒရာကျော်စင်နဲ့လက်ထက်ခဲ့တာဖြစ်ပါတယ်လက်မထက်သေးဖို့ထုတ်လို့ရေလုံငန်းရှင်နေရပါဂျာနီရဲ့ဂျာရီကနေလက်ထက်ခဲ့တာဖြစ်ပါတယ်အင်ဒရာကျော်စင်ကိုဖိထားတဲ့ကတိကိုတည်တဲ့အတွက်လက်ထက်ခဲ့တာဖြစ်ပါတယ် ။ရေဒီဟူကတော့အင်ရာဂျာဆန်ရဲ့လက်ထက်တာကိုအမားတစ်ခုလို့ဘယ်တော့မှမတွေးခဲ့ပါဘူး။ဒါအပြင်လက်ထက်ချက်ကအနုပညာအလုပ်အပေါ်မှာတက်ရောက်လိမ့်မယ်လို့မထင်တာကြောင့်ဖြစ်ပါရည်။တကယ်လည်းပဲရေဒီဟူကလက်ထက်ပြီးရနောက်ပိုင်းမှာထိတ်တန်းမင်းသားအဖြစ်ဆက်လက်ပြီးတော့ရည်တည်နိုင်ခဲ့ပါရည်။ဒါအလည်းအင်ရာဂျာဆန်အပေါ်ထားတဲ့အချက်တွေကဆက်လို့လို့ရေဒီဟူကတော့ခံယူထားတာဖြစ်ပါရည်။နံပါတ်3ဘိုင်းဒကွန် ပိုင်ရဂောလည်းရှိအချိန်မှာအသက်30ဝန်းကျင်အရွယ်သာရှိသေးရဖြစ်ပါရင်မျိုးသားတယောက်အတွက်ကိုအသက်30အရွယ်ဆိုတာအင်တာဗျူးဖို့မသင့်သေးဘူးလို့ယူဆလို့ရပေမဲ့ပိုင်ရဂောကတော့အမြန်ဆုံးလက်ထက်ခဲ့ပါရင်သူအသက်29နှစ်ရောက်တာနဲ့စစ်သူကောင်မလေးနဲ့လက်ထက်ခဲ့ရပါနိုင်ငံသားမှာအောင်မြင်နေတဲ့အတွက်အခုလိုလက်ထက်တာကိုပြိုမတီလေးတွေကတော့အရန်ကိုနှက်မျောခဲ့ရပါဒါပေမဲ့ပိုင်ရဂောကတော့မလင်းမြဖူးကိုပေးထားတဲ့ကတိကိုအတည်ကျနာဖြစ်ပါရင်စစ်သူစားဖြစ်ကလေးကအသက်29နှစ်ရောက်ရင်လက်ထက်ချမယ်လို့ပိုင်ရဂောကကတိပေးခဲ့ရပါဒီကတိကိုတည်ကျနာ ဲ့အတွက်အောင်မြင်နေတဲ့အချိန်မှာပရိသတ်အားပေးလျှော့မအောင်တောင်းတစ်ချက်မှစိတ်မပူဘဲနဲ့လက်ထက်ခဲ့တာဖြစ်ပါတယ်။နံပါတ်၄ရွှေထူရွှေထူကလည်းပဲတလောကလုံးရဲ့အရှိမှာဗီလိန်ဖောက်ပြန်သူတစ္ဆာမရှိသူယောက်ျားမပီတတ်သူဆိုတဲ့ပြည့်ချက်တွေကိုခံယူပြီးတော့ရွှေမုံရည်ဒီနဲ့လက်ထက်ခဲ့တာပါ။နေရှီလာများတွဲခဲ့တဲ့ချစ်သူကောင်မလေးပန်ကိတ်တတာနဲ့ချစ်သူဖြစ်နေတော့မှရွှေထူကရွှေမုံရည်ဒီနဲ့ချစ်သူဖြစ်ပြီးတော့လက်ထက်ခဲ့တာဖြစ်ပါတယ်။ လူအများဝေဖန်နေလဲဂယူးမဆိုင်ပဲသူတို့နှစ်ယောက်ကလက်ထက်ခဲ့တာမို့လူပြောစရာဖြစ်ခဲ့ပါတယ်ဒီအချိန်ထိကိုကလေးလည်းမယူပဲတယောက်နဲ့တယောက်အချစ်ပိုကောင်းနေတုံးဖြစ်ပါတယ်ရွှေတူကရွှေမုံရည်တီကိုအခုအချိန်ထိကလေးတယောက်လိုချစ်လို့ကောင်းနေတုံးဖြစ်ပါတယ်အောင်မြင်မှုတွေကိုလဲလဲပြီးတော့အချစ်ကိုတသက်ပြကြတဲ့မင်းသားတွေအပေါ်ပရိသတ်တို့ရဲ့အမြင်လဲကွန်မန့်လေးထဲမှာပြပြပေးပါအောင်ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်